မေကတော့အပြေးဝအပြေးရယ်မမေမမေကဘာလို့လဲဆိုလို့ရှိရင်မမေဘာလို့လဲဆိုလို့ရှိရင် तू ကတခါလေးတန်းပြောဟောပုတ်ပေးမနော်စပုတ်ပေးတယ်စပုတ်ပေးတယ်ဖေဖေကတော့လုံးဝသဘောမတူဘူးအဲကြောင့်မမေနဲ့ဖေအမြင်နဲ့မြမကြောင့်အမြင်နဲ့အတိပကလေးဖြည့်ရတယ်ပေါ့နော်ဖေဖေကတော့ no ပဲလုံးဝအနုပညာမျိုးတော့မရှိဘူးအဲသမီးပေါ့တယောက်ထုံးဆိုလိုပေါ့ ညီမတယောက်တည်းအရန်ယူသွခဲ့တာပေါ့နော်ဒီအနုပညာလို့ကိုဟုတ်ကျေးဇူးတင်ပါတယ်မထင်ပါဘူးမထင်ပါဘူးသူကအများကြီးပူချောပါတယ်အဲ့ကားလေးရောကြည့်ကြတာအမ်ထရိုင်လာလေးတက်လာရင်တော့ကြည့်ပြတယ်ရှင် လာပါနာမည်လေးနဲ့ဒါကိုမေမြို့နယ်ကိုစားကြည့်လာရောက်ရှိတိုင်းလာလဲတို့ပြပါအောင်ပါလေဟုတ်အဲညီမနာမည်ကတော့ခင်မီမီထက်ဖြစ်ပါတယ်အဲ Miss Grand မြန်မာ2025ဂျိမ်ဝဲကြီးမှာပြီးကုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြခြင်းဖြစ်ပါတယ်ဒါရေနှောင်းကလူပြန်တဲ့ပတ်သက်ပြီးစောင့်မှုရှိခဲ့လားဗောဒါဒီပွဲလေးကတော့ဘောင်းနေပြီးစဖြစ်တာအာဟုတ်အရင်ကတော့တင်နန်းနေတော့တက်ဖြစ်တယ်ဘာသနာပါစောင့်လေအဲဆရာကျုံတင်နန်းလို့အဲအဲ့မှာလဲတစ်နှစ်လောက်ကြာသွားတယ်ဗောနော် ရန်ကုန်မှာတနှစ်လောက်ကြာသွားတယ်အဲ့တင်တန်းပြီးလဲပြီးရောပြီးအမေကကြောင်းပြန်တက်ပါဆိုလို့ပြန်ခေါ်လို့အိမ်ကိုရောက်သွားတာဟုတ်ဒီပွဲလေးကြတော့ဒါဘလို့ကနေပြုတ်ပြုတ်ပြန်ရွက်သွားတယ်ပြီးတော့အမ်ပထမစပြီးတော့တက်လာတဲ့ချိန်က Miss Intercontinental အဲ့ဒီကိုစပြီး join မယ်ဆိုပြီးတော့အမေကို Miss ရခွင့်တောင်းတယ်ပေါ့နော် Miss ရခွင့်တောင်းတယ်အဲဒီကိုရန်ကုန်ရောက်ကမှဆရာတိထက်လင်းအောင် ဲတကွင်း organization ကနေပြီးတော့ပေါ့နော်အဲသမီးရေဒီ Miss Grand ကိုဖိုင်းကြည့်ပါလားဆိုတော့အဲဆရာတောင်းလည်းပါတယ်ဒီဘူးကို join ပြတာပေါ့နော်ဟုတ်ဟုတ်အဲစိတ်လှုပ်ရှားတာတော့အရင်ပေါ့နော်အရင်စိတ်လှုပ်ရှားတယ်အဲရှေ့မှာဒီသူတို့ပြောသွားတဲ့ဥစ္စာလေးတွေပေါ့နော်တေချာလိုက်ပြီးတော့မှတ်တယ်အဲပြီးတော့ interview တွေဖြေတဲ့အခါမှာလည်းမြင်ပါပါအရင်မကျွမ်းကျင်သေးဘူးပေါ့နော်အဲ့လေးလည်းတွေ့ရမှာအဲ့အတွက်လည်းအများကြီးတောင်းမှမှာတယ်လို့ ဟုတ်ဒီတားစုပေါ်ဒီဟာကိုအားပေးတာဘလို့လျော့ကိုဒါတော့ကနေ support ပေးတာရှိနေဟုတ်အဲမေမေကတော့အပြေးဝအားပေးရယ်မေ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 ကဘာလို့လဲဆိုလို့ရှိရင်အဲမေမေဘာလို့လဲဆိုလို့ရှိရင် तू ကတခါလေးတန်းပြီးတော့ဟိုအပုတ်ပေးပါနော် support ပေးတယ် support ပေးရယ်ဖေဖေကတော့လုံးဝသဘောမတူဘူးအဲ့တော့မင်းနဲ့ဖေအမြင်နဲ့ညီမကြောင့်အမြင်နဲ့အတိပကလေးဖြည့်ရတယ်ပေါ့နော်ဖေဖေကတော့ no ပဲလုံးဝအနုပညာမျိုးတော့မရှိဘူးပေါ့ အဲသမီးပေါတယောက်ထုံးဆိုလိုပေါ့ညီမတယောက်တည်းအရန်ယူသွခဲ့ရပါတော့เนาะဒီအမှုပညာလုပ်ကိုဟုတ်တယုတ်ဆောင်အဲတယုတ်ဆောင်တော့ဝါဒနာပါဒီ modeling ဘိုင်းအောင်တော့အရန်ဝါဒနာပါအရှင်ဟုတ်မမရ miss ကဘလောက်ကြည့်သွားကြည့်လဲကိုကတည်းက miss ကဘလောက်ကြည့်သွားမှာဘယ်ဘယ်တိုင်းဝင်ဒီမလာအာကိုတက်ဆန်းနိုင်သလောက်ပေါ့ညီမစူးစမ်းနိုင်သလောက်ရောက်ရောက်တဲ့နေရာအထိညီမဆက်လျှောက်သွားမှာပါဟုတ်အာပြန်ဝင်မှလည်းမရတော့ချိုင်းချင်းတဲ့ဆန္ဒတော့ရှိရဲ့ရှင် မရမရှင်းလားဘယ်လိုမျိုးလဲဘယ်လောက်ထိဒါရည်မှန်းတာလဲအဲကိုတက်နိုင်သလားပေါ့နော်စုမရမရှင်းရလို့တော့မဟုတ်ဘူးကိုဘယ်လောက်ထိစူးစမ်းနိုင်လဲစူးစမ်းနိုင်တဲ့အထိရအောင်သွားမယ်အဲ့လိုမျိုးစဉ်းစားတာဟုတ်ဟာစူးတမာတယ်ဟုတ်ကိုကလည်းမလို့ထင်မိလားသူနဲ့ရုပ်ချင်းနေစီလို့မထင်ပါဘူးမထင်ပါဘူးသူကအများကြီးပူချောပါတယ်ไอ้กาลีก็จี้ไปแล้วอืมทรีลาร์นี่ตัดไลน์แล้วจี้ไปได้ใช่มั้ยเออเบลล่าเมย์เลยรู้တော့ဟိုอ่ะเบลล่าเมย์เลยรู้တော့ไม่ရှိဘူး miss တွေတိုင်းကကြည့်လိုက်တာနဲ့လုံးဝ smart အဲအဲ့လိုပုံစံမျိုးသွားတယ်ပေါ့နော်ညီမလည်းရင်အားကြတယ်သူတို့ကြည့်ပြီးရလေအားကြမလို့ miss where တွေတွေ့လာတိုင်းဒီတိုင်းစဉ်းစားတယ်ဟိုငါ join join လိုက်ကောင်းမလား join လိုက်ကောင်းမလားနဲ့မ join ဖြစ်ခဲ့ဘူးခုနှစ်ကြာမှမေးသမီးရောဒီနှစ်တော့ join ရင်လည်းသမီးတို့လူလူလေးလုတ်ပေးပါလားအဲ့လိုမျိုးတွေပြောတဲ့မင်းကလည်းလုံးဝအင်းဒီမှာနေလဲပြန်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 ပြုတ်မှာလို့နော်အခု အခုတခါတော့ပြန်လိုက်တော့အဲအဲ့လိုမျိုးပြောပြီးရောပြန်ကြည့်ခဲ့တာပေါ့နော်အဲလုံကြည်လားဆိုတော့ညီမမလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်အဲအကြောင်းကိုလို့အများကြီးလဲမှန်းထားရဲ့ပေါ့နော်အမှန်းထားလို့မှမရဘူးဆိုပေမဲ့ပို့ပြီးတော့အဲဟိုဟာဖြစ်တယ်ပေါ့နော် စိတ်တန်ရမှာဆိုလို့ကောင်းတော့စူးစမ်းမှာလားဟုတ်ကဲပါဒါဆိုတော့ဒါညီမလေးအပိနဲ့ပြိတ်တယ်လို့ပြောတာအပိမှုလေဟိုဘုတ်ပေးဖို့ပေါ့နော်ဒါလေးပြောပြပြီးတော့ဖိုင်ဖိုင်လေးတွေကပဲနေလေဒါလေးမေးဆက်ပါနော်ဟုတ် အညီမကိုအားပေးကြပါအောင်အခုမှ first step very first step ပါလားဒါအရောနိုင်ကျမရဲ့ပထမဆုံးခြေလှမ်းလေးဖြစ်တော့တယ်အများကြီးလည်းစူးစမ်းဖို့လိုနေပါသေးတယ်အများကြီးလည်းစူးစမ်းတော့ပါအောင်မယ်အလိုအပ်ချက်တွေရှိနေသေးရင်လည်းထောက်ပြပေးပါအောင်လို့နော်အဒီ Miss Grand မြန်မာ2025ပြိုင်ပွဲကြီးကဇွန်လ22ရက်နေ့ဟာဆာကို complex မှာခန်းနောက်ဆောင်ကျင်းပတော့မှာဖြစ်ပါတယ်အကြောင်းမို့လို့ စောင့်ကြည့်ပေးကြပါအောင်မောက်လည်းအားပေးပါအောင်မမေကိုလည်းဒီနေရာကနေကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်မမေရဲ့ support မှုတွေကြောင့်ဒီနေရာအထိရောက်လာတာပေါ့နော်ဟုတ်